ဒီနေ့ဟာစက်တင်ဘာ29ရက်နေ့ပါဒီလူလူကောင်းဆောင်တောင်ဆန်းစုကြည်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ဆူတောင်းတဲ့ပွဲကိုဒီသမရအင်ဂျီရောရှေ့မှာကျင်းပနေတာပါဒီမနေ့ကစက်တင်ဘာ26ရက်နေ့ညနေဆောင်မှာလည်းပဲအဲမီထွန်းပြီးတော့ဆူတောင်းပွဲကျင်းပခဲ့ပါသေးတယ် be free. What do we want? What do we want? မီထွန်းဆူတောင်းပွဲဆန္ဒပြပွဲမှာလာကြတဲ့သူတွေကင်ထားတဲ့ဆိုင်မှုတွေပါဒါကတော့ဒီမြန်မာပြည်မှာဒီ no flying zone ဖြစ်ပေါ်လို့ဟိုတတ်မှတ်ပြီးတော့ပေါ့နော်ဒီမြန်မာစစ်တပ်ကဒီတိုက်လေရင်တွေကိုတုံ့ပြန်ပြီးတော့ ခြေရွာတွေစာတင်ကြောင်းတွေဆေးရုံတွေပါမချန်ဘုံချဲနေရာတွေနဲ့ပတ်သက်ပြီးတော့ဒီလိုလုပ်နေတာတွေကိုတားဆီးနိုင်ဖို့အတွက်မြန်မာပြည်ကို no flying ဆိုသတ်မှတ်ပေးဖို့တောင်းဆိုတယ်အဲဆိုင်ဖို့ပါဒီဘက်ကတော့ဒီမြဝပြည်တရားမျှတရေးအတွက်ခြံထားတဲ့ဆိုင်မှုပါဒီဘက်မှာတော့ဒီ Washington DC ကအဖွဲ့တွေ The people will be နော်ဒီဘက်မှာတော့ဒီတော့ပြည်ထဲမှာ people of Myanmar will be ignore Biden ဒီစစ်ဆိုးရရဲ့ဒီရက်ဆက်တန်းကြုံမှုတွေနဲ့ပတ်သက်ပြီးတော့ဒီ American ဆိုးရအနေနဲ့ President Trump အရေးယူပေးဖို့ဒါဝိုင်းဝန်းပြီးတော့အဲတောင်းဆိုတဲ့အဆိုင်ဘုတ်တွေပါ Please for our movement Thank you so much Thank you ပါ Thank you ပါ Save save States government. United States government. အင်ဂျီရရှိမှာအခုလိုဆန္ဒပြတဲ့အချိန်မှာဒါမိုးရွာမယ်ဆိုပြီးတော့မိုးလေဝသကျူပြီးတော့ခမန်းထားတာပါ။ဒါပေမဲ့လည်းပဲဒီမှာဒါအလုံးမြင်တဲ့အတိုင်းပါပဲ။ဒါမြန်မာပြည်အရေးအတွက်အကုန်လုံးဒီ Washington DC area မှာရှိကြတဲ့သူတွေအကုန်လုံးတော်တော်စုံစုံလင်းလင်းလာကြတယ်တွေ့ရပါတယ်။ ကျွန်တော်အောင်ဆွေးပါဝါရှင်တန် DC အင်ဗီရိုရှိရနေတရင်ပေးပို့နေတာပါ